ခုလေမြန်မာပြည်မှာအစတော့တူတကောင်းတွေအရန်ပေါ်တယ်တူတကောင်းတွေပေါ်တော့တဘာဘဲတဲ့တဲ့တိတ်မဖြစ်ဘူးဟုတ်လားတူတကောင်းတွေကမေတ္တာတွေစရဏအားတွေဒါပေမဲ့အခုနောက်မှာတူတကောင်းတွေမရှိတော့ဘူးလားဆိုရှိတယ်နဲတော့နော်မကောင်းတဲ့သူတွေများလားဖျားစကားနားမလို့တဲ့သူတွေမယံချမ်းတဲ့သူတွေများလားမယံချမ်းတဲ့သူတွေများလားတော့ပို့ပြီးတော့တဘာဘဲတဲ့တဲ့တွေပို့ဖြစ်တော့ ဘုန်းတော်ဥပမာလေဒီစာတော်ဘုရားကြီးတို့မွန်ကြီးစာတော်ဘုရားကြီးတို့အခုပြန်တော်မူသွားတဲ့ဘုန်းကြီးတို့တောင်နဲ့တာသနာပုစာတော်ဘုရားကြီးဩဒမတာရာလေယေရှုစာတော်ဘုရားကြီးတို့တိစာတော်ဘုရားကြီးတွေကမြမပြီးတော့မှုန်တိုင်းဝင်တော့မယ်ဆိုတာနဲ့မှုန်တိုင်းရောအာယုံပြုဂုံတော်တွေပွားသူတို့စရဏအားရမေတ္တာတွေတစ္ဆာတွေနဲ့လေမှုန်တိုင်းမဝင်အောင် ကာွယ်တာဒါသိပ္ပံပညာနဲ့ကြည့်ရင်ဒါမဖြစ်နိုင်ဘူးထင်လိမ့်မယ်သိပ္ပံပညာလိုက်မမိတာတွေဗုဒ္ဓဘာသာမှာအများကြီးကြံသေးတယ်နေရာလဲသိပ္ပံမနေတော့လာပြီးမသုံးတတ်နဲ့သိပ္ပံပညာဒီအရန်ကောင်းတယ်လက်ခံတယ်ဒါပေမဲ့သိပ္ပံပညာဒီဆုံးခတ်မတိုင်သေးဘူးလုံးဝမပြည့်စုံသေးဘူးသိပ္ပံပညာအဖြစ်ရှာမရတာတွေလောကမှာအများကြီးပဲအခုဘုန်းတို့မြန်မာနိုင်ငံကိုမှုန်တိုင်းတွေလာတော့မယ် ဒီလိုမျိုးရေဘေးတွေမီးဘေးတွေဗာဘေးတွေကြုံတော့မယ်ဆိုရင်ရှေ့ရှေ့စာတော်ဘုရားကြီးတွေကတကယ်စရဏအားကောင်းတဲ့စာတော်ဘုရားကြီးကမေတ္တာပို့တာဟောတစ္ဆာဆိုဂုံတော်တွေပွားတာဥပမာလေဒီစာတော်ဘုရားကြီးဆိုရင်လည်းမြန်မာပြည်မိုးခေါင်ရေရှားဖြစ်တယ်နှစ်ပေါင်းတက်နှစ်ပေါင်း20လုံးဒါကုတီတွေစေးတွေတောက်ရီတုံးရီတွေဖြည့်တယ်ကုတုံအာယောပြုမိုးနဲ့သားလင်းနဲ့သားတွေတစ္ဆာဆိုတွေကမိုးရွာချတယ်ဒါသူတော်ကောင်းတွေ ရှိတရားပြီမိုးကောင်ရေချာလူတွေဒုက္ခရောက်နေတဲ့အချိန်မှာလေဒီစာတော်ပြားရဲ့မေတ္တာတစ္ဆာကြောင့်မိုးရွာသွန်းတာတွေမြန်မာပြည်မှာဒါတတ်တယ်ပဲဒါတိဗ္ဗေပညာလုံးဝညံ့မမီဘူးတိဗ္ဗေပညာပေမမီတာတင်းတော့လာမတိုင်းနဲ့မရဘူးเนาะဒါရှိဥပမာဘုန်းတော်ဘုန်းကြီးစာတော်ပြားကြီးဆိုရင် ဘယ်နိုင်ငံဘယ်နိုင်ငံတွေစစ်ဖြစ်တော့မယ်ဆိုရင်သူကအဲ့လိုတည်င်းနေနားထောင်ပြီးဆိုတော့ကြည်ကစိတ်ပူပြီးအဲ့ဟာမြေပုံကြီးရှေ့ချပြီးတော့လေဒီနိုင်ငံနဲ့ဒီနိုင်ငံစစ်ဖြစ်တော့မယ်လားမြေပုံချချပြီးအာယုံပြုတ်ဒီနိုင်ငံမှာရှိတဲ့သူတွေဟိုဘက်နိုင်ငံမှာရှိတဲ့သူတွေအဲနိုင်ငံခေါင်းဆောင်တွေသူတို့အာယုံပြုတ်မေတ္တာအထူးပို့တယ်စိတ်မဖြစ်အောင်ဒီလိုမျိုးမေတ္တာတွေပို့တဲ့သူစိတ်မဖြစ်ပဲနဲ့ငြင်းချင်ရသွားတာအများကြီးရှိတယ်ဒါတွေကဘုံတော့ကဘာအပေါ်မှာသူတို့ကောင်းတွေကအဲ့ဒါငါကူညီလို့ကွာဆိုပြီးတော့မန္တန်တိုင်တော့ဘယ်သူမှမတတ်ဘူးသူတို့ကောင်းမှန်ရင်လေ ငါကူညီလို့ငါမေတ္တာပို့လို့လေငါတစ္ဆာဆုပ်ဝေးလို့လေဆိုပြီးတော့သူတော်ကောင်းကနာမည်ရကြလို့မန္တတိုင်မတက်ဘူးတချို့အရာတွေကတိုက်ဆိုင်မို့မဟုတ်ဘူးသူတော်ကောင်းရဲ့မေတ္တာတစ္ဆာတွေအားဟုတ်ပြီလားဗျာသူတော်ကောင်းရဲ့မေတ္တာတစ္ဆာတွေအားတွေကြောင့်တချို့စစ်ပွဲတွေငြိမ်းချမ်းတော့တယ်တချို့မှုန်တိုင်းလာပါပြီးတော့ကြင်ညာပြီးမှထူးခြားစွာပဲနော်မှုန်တိုင်းကအပြော့သွားပါပြီဆိုတာအဲတဘာဝအပြော့သွားတာလည်းရှိတယ်လို့သူတော်ကောင်းရဲ့မေတ္တာတစ္ဆာတွေကြောင့်အပြော့သွားတာလည်းရှိတယ်ဟုတ်ပြီလားဗျာဒကာမများ ဘုန်းတော်တောင်တဲ့တာနာပြုဆိုတော့ဗျာဒီဩတမတာတာချင်းပြင်းနေဒါဖလန်မြို့ဘေးနာကသူ့ရဲ့နေရာလေးပေါ့နော်အဲဒီတောင်ပေါ်လေးမှာတရင်တုံးနေနေရေဒီယိုလေးဖွင့်လိုက်တာလေဆာတော်ကြီးကနားထောင်တော့အဲ့မှာရေဒီယိုကဒါဘုန်းတော်ဒါမိုးလေဝသတရင်ကြီးညာလေဒါမကြမီမှုန်တိုင်းဒါမြန်မာပြည်တဲကိုဝင်လာပါတော့မယ်မိုင်မောင်းအဲ့လိုတနာယောမိုင်ဘလောက်နှုံးနေအမတန်ကိုအန်ရရှိရမှုန်တိုင်းကြီးလာနေပါပြီဆိုတဲ့တရင်ကိုကြားတယ်ဆော်ရီစိတ်ပူသွားတယ် အဲ့ဒါစိတ်ပူသွားတော့အဲ့ဒီရေဒီယိုလေးမြန်မြန်ပိတ်သူတရားကောက်ထိုင်တရားကောက်ထိုင်ပြီးမှုန်တိုင်းအောင်အာယုံပြုမှုန်တိုင်းအောင်အာယုံပြုအာယုံပြုပြီးသူကဂုံတော်ပွားအဲ့မှုန်တိုင်းရောအာယုံပြူမှုန်တိုင်းကြီးကမဲပြီးမြင်နေရတယ်မှုန်တိုင်းရဲ့ဘိုးဘိုးချမ်းမောက်အာယုံပြူအဲ့အာယုံတဲ့ပြုတ်ပြီးတော့ဆရာရဲ့တမာတိဆရဏအားနဲ့မှုန်တိုင်းတဲ့ကိုဝင်သွားတယ် ဟောနာအရင်အရင်ဘုရားရဲ့ဂုံတော်တွေမေတ္တာတစ္ဆာတွေလဲဆိုသူပြရတဲ့ကုသိုလ်တွေနဲ့တည်းဟာတစ္ဆာဆိုဆရဏတွေတစ္ဆာဆိုဂုံတော်ပွားပြီးမှုန်တိုင်းကိုအောက်ကိုမစင်းပဲနဲ့ဥပမာပေါ့နော်မှုန်တိုင်းရဥပမာပေါ့နော်ဒါဘကိုးတို့ရန်ကုန်တို့ကိုမှုန်တိုင်းဝင်မယ်ပေါ့ဥပမာပေါ့နော်အဲ့ရောဆရာကြီးကအဲ့မှုန်တိုင်းကအောက်ကိုဆင်းပြီးတော့မှုန်ဒီဘကိုးရန်ကုန်ဘက်ကိုဆင်းမဲ့ကြာလာမဲ့ အပေါ်ကနေအောက်ကိုတပြေးပြေးတိုက်ခတ်မယ်အဲ့ဒီမှုန်နှိုင်းပေါ့ဆိုတော့ကြီးကသူ့ရဲ့ဂုံတော်အာစရဏအားတွေနဲ့ထင်းပြီးအရဟံဂုံတော်တွေပွားပြီးမှုန်နှိုင်းကိုထင်းပြီးတော့အဲ့ကမြမပြီးအလဲပိုင်းရေရှားမိုးခေါင်နဲ့ဒေတာကိုလှုပ်ပေးလိုက်တာလေအဲ့တော့အဲ့ရေရှားတဲ့ညာလဲမိုးရွာသွားတယ်ဒီဘက်လဲမှုန်နှိုင်းမဖြစ်တော့ဘူးပြီးတော့ဆိုတော့ကြီးကအဲ့ရေဒီယိုပြန်နှားထောင်တယ်အာထူးခြားစွာပဲမှုန်နှိုင်းကဒီမျိုးတွေကိုဒါမကျကျော်ပြီးတော့ဒါမြန်မာပြည်အလဲပန်းကိုမိုးဖြစ်ပဲကျော်တော့သွားပါလေအားလည်းပြော့သွားပါပြီ sorry အဲ့ပီတိဖြစ်တာလေ ဒါတွေကဆိုတော့ဤနောက်မှာပြောပြမှသိတယ်ဒါသူတော်ကောင်းတွေမေတ္တာတစ္ဆာတွေပြောပြတာဒါသူတော်ကောင်းတွေများများရှိခြင်းအပြင်လောကကြီးကအေးချမ်းတယ်ဒါသူတော်ကောင်းတွေမေတ္တာအားဆိုနော်ဒါပေမဲ့ဒါကြီးတွေကဒီသူတော်ကောင်းတွေကငါကူညီတာပါဆိုပြီးတော့အခုခေတ်လောပြောရင် Facebook ပေါ်လည်းမသိဘူးလိုင်းပေါ်မှာလည်းမကြင်ညာမကြင်တော့လူတွေကလည်းမသိဘူးမသိဘူးတချို့ကစော်ကားဖုန်းကြီးတွေပါဖြစ်တယ်ညာဖြစ်တယ် ဆိုတဲ့ဘုန်းကြီးတွေမရှိဘူးလို့ဘုန်းကြီးမဆိုလို့ရှိတယ်ဘုန်းကြီးတို့ကိုယ်တိုင်လည်းမနဲ့တဲ့ကိုတာသနာဝန်စီဘုန်းကြီးတွေတာသနာအကြောင်းပြတရားဓမ္မရဲ့လှူဒါန်းတဲ့ပစ္စည်းလေးပါတုံးဆွဲပြီးတာသနာမပြုတ်ပဲနဲ့ဖျက်နေတဲ့ဘုန်းကြီးတွေလည်းအများကြီးပဲတချို့ဘုန်းကြီးတွေကတာသနာကိုဖျက်နေတာတချို့ကျတော့တာသနာတော့မဖျက်ပြီမယ်ပြုတ်လည်းမပြုတ်ဖျက်လည်းမပြုတ်အဲ့ဒီလည်းစားလိုက်နေနေနေတာဒါကြောင့်လည်းတာသနာအတွက်ဝန်စီတယ်ဝန်မထမ်းတာသနာဝန်ထမ်းတဲ့သူတွေကထမ်းတဲ့သူတွေများပြီးခိုစီးတဲ့သူတွေများလာတော့ဘယ်သူကနိုင်တော့မှာအခုက ဒီလိုသူတော်ကောင်းတွေအားပြော့ပြော့လာဆရာတော်ဘုရားကြီးတွေပြန်တော်မူမူသွားတဲ့အခါမှာသူတော်ကောင်းတွေအားရရော့ရော့လာတယ်ရှိတော့ရှိတယ်မြန်မာနိုင်ငံမှာဘုန်းတော်ကဘာပေါ်မှာသူတော်ကောင်းတွေရှိပေမဲ့စိုးတွန်းတဲ့သူတွေများလာမီးများလာတော့ရင်မနိုင်တော့အဲကြောင့်တဘောဘေးအန္တရာယ်တွေပိုဖြစ်လာ